ရက်ွက်ကြီးစနင်းရေချမ်းအိုရေချမ်းအိုထဲမှာမှလူနေအိမ်ကြီးပတ်ဝန်းကျင်တွေပြေးွားရှိတယ်မြစ်တာမွန်လန်းထဲမှာရှိနေတယ်အခုမြင်နေရတဲ့ဒီအိမ်တစ်ကလေးနဲ့မမုံကမိတ်ဆက်ပေးပါရစေရှင်သူကမြစ်တာမွန်လန်းထဲမှာရှိတယ်မျက်နှာစာက40နောက်က50 40 50အကျဲပေါ်မှာတိဆောက်ထားတယ်နောက်တစ်ခုကလမ်းထောင်းကွက်ဖြစ်တယ်မန်လေးလာရှုလမ်းမကြီးကနေလာလိုက်မယ်ဆိုရင်တမနစ်အောက်တာ ဝင်ရတဲ့ကွာဝေးမှာရှိနေတဲ့ DN ကလေးကိုမမောကမေးဆက်ပေးပြစီရှင်။အော်ဇင်းနှုံးဇင်းနှုံးလေးက3,5600အဲ့ဒါကိုမှညှိနိုင်ပါ။အဲ့တော့သွားရေးလာရေးလွယ်ကူတယ်။ရေချမ်းဦးကြတော့လူကြိုက်များရယ်ပေါ့နော်။သွားရေးလာရေးလွယ်ကူတယ်။နောက်ပြီးအော်မူလာရွာမြေစစ်စစ်ထဲမှာရှိနေရဆိုတော့ Let's go ။ကလေးကဝင်ဝင်ချင်း ဆိုလို့ရှိရင်ဒီမှာကပကင်အော်ကားကနှစ်စီးလောက်ကရက်နာလို့ရတယ် ီမှာဆိုလို့ရှိရင်ပန်းနေစိုက်ထားပြီးရေပေါ့နော်ဒီမှာပန်းပင်ရေလောင်လို့ရအောင်လို့ဆိုပြီးရေပါးလေးတွေအစထားပေးထားတယ်ဒါလေးကအိမ်လေးထဲဝင်ဝင်ချင်းဖြစ်ပါတယ်အိမ်လေးရဲ့ဝင်ဝင်ချင်းမှာဆိုရင်ဒါ living room ပေါ့နော် living room ခန်းကျင်မြင်ရမယ်ဒီ sofa set တွေဒီ light ကတွေအစအကုန်လုံးထည့်ပေးထားမှာဖြစ်ပါတယ်ဒါလေးက TV တင်တဲ့နေရာလေးပေါ့နော် TV ဆင်လေးပြီးတော့ဒီဘက်မှာ eco wood တင်တဲ့အလားဆင်ထားတယ်အဲ့တော့ဒါလေးက living room နေရာလေးဖြစ်ပါတယ်ရှင်ဒီနေ့တော့ အာမီးပြတ်နေတယ်မမောကမီးပြတ်တဲ့အချိန်လေးလာရဲ့လူဖြစ်သွားတယ်ဒါလေးက master bedroom မှာရှင် ဒါ master bedroom ရဲ့ pattern WC ဖြစ်ပါတယ် master bedroom ခန်း area ဆိုလို့ရှိရင်လည်းကြဲကြဲလုံးလုံးရှိတယ်မမွေရေနီးနားမှာလူနေအင်ဂျီပတ်ဝန်းကျင်နေရှိတာအောင်မှာကျမတို့ကနေရဲပါတယ်ဆိုရင် တော့ဒါမျိုးလေးကိုယူပါရှင်မမြင်နေရတဲ့အတိုင်းပဲလူနေအင်ဂျီရှိတယ်နောက်ပြီးတော့လမ်းကလည်းနှစ်ဖက်ပွင့်တယ်ပေါ့နော်ဒီဘက်ကနေဝင်လာပြီးတော့ဒီဘက်ကိုပြန်ထွက်လို့ရတယ်နောက်တစ်ခုကကြတော့သူကမန်လေးလားရွှေလမကြီးနဲ့လည်းနီးတယ်ဆိုတော့လေတကယ်ကိုအဆင်ပြေရဲ့ဒါလေးကဒုတိယမြောက် master bedroom မှာရှင်ဟုတ်ဒီ master bedroom ဆိုရင်လည်းခန်းကျဲတယ် ဒီဘက်နာလေးကရင်ထားပြီးတော့ဒီမှာဆိုရင်ဝစ်စာပီရိုတွေပါအများကြီးထားလို့ရမှာပေါ့နော်ဘတ်တာ WC ဆိုလို့ရှိရင်လည်းကြဲကြဲနုံနုံလေးရှိတယ်အမ်အယောင်တွေကစပေါ့နော်တေချာလေးသုံးပေးထားတယ်နောက်ပြီးတော့ပိုတိုင်းပေးစင်းရှာဝါအကုန်လုံးပြည့်စုံပါတဲ့ဒီလို spacing လေးတွေထားတာပေးရလေးကတော်တော်ကိုအဆင်ပြေတယ် ဒါလေးကကစ်ချန်နဲ့ dining room မှာအမ်ဒါဒီနေရာလေးမှာသမင်းစားစပွဲလေးထားမယ်ဒါသမင်းဟင်းချက်တဲ့ကောင်းတာပေါ့နော်အဲ့တော့အောက်မှာဆိုလဲကပိနက်တွေပါတယ်ဒီမှာပီစင်တရားစားပစ္စည်းကောင်းတွေတုံးပြီးလာရှေးမီပြေဆုံးအသင့်နေလို့ရမယ်အင်္ဂလိပ်ဖြစ်ပါတယ်ရှင်အဲ့တော့မာစာဘတ်ရော်နဲ့ကနေပြန်ထွက်လာရင်မမို့လို့က product ကိုတက်မဲ့လှေကားရောက်မယ်အဲဒါလှေကားအောက်က spacing အဲ့တော့ဒီမှာဆိုလို့ရှိရင် ။ဘာလုပ်လို့ရမလဲဆိုတော့မမွန်တို့က partition လေးကပြီးတော့မှဖနှက်စင်လဲလုပ်လို့ရတယ် stabilizer လေးပြည့်ပြည့်ထားလို့ရမယ် solar meter တက်လို့ရမယ်ပေါ့နော်။ပြီးတော့ product ကိုတက်တဲ့နေရာဆိုလို့ရှင်ဒီလိုလေးကပေးထားတယ်အဲ့တော့ product ကြည့်ကြမယ်။အဆိုရင် product ရောက်လာပြီ product ရောက်လာတဲ့အခါမှာဒီဘက်ခြမ်းလေးရင်ပြပေးမယ်။ဒါလေးက master bedroom ပဲအဲ့တော့ဒီအိမ်မှာဆိုလို့ရှိရင် master bedroom စုစုပေါင်း၃ခန်းပါမယ်နောက်ပြီးတော့ living room လေးပါမယ် kitchen နဲ့ dining room လေးပါပါမယ် မဟိုမာစတာဘတ်ရောင်ရဲ့ပက်တန် WC ဖြစ်ပါတယ်ဒါရေဘူးရေအေးအိုးတွေအားစအစင်သက်သက်ဆင်ပေးတာပြီးပြီပေါ့နော်ဒီမှာစာဘတ်ရောကနေမမွန်တို့ဒီဘက်ထွက်လာမယ်ဆိုလို့ရှင်တော့ shrunk လေးကိုတွေ့ရမှာဖြစ်ပါတယ်ရှင်။ဒါလေးကတော့အပေါ်တည့်ရဲ့ shrunk နေရာလေးဖြစ်ပါတယ်။အဲ့တော့အေးစစ်စစ်ဖျားရှိခိုးပါညာအဆင်ပြေရေပေါ့နော်။ဒီမှာဝရဏာလေးပြပေးမယ်။ ဒီမှာဝရဏနေရာကျေပါရှင်ဝရဏဆိုလို့ရှိရင်လည်းလေဟိုမှာမန်လေးလာရှုလက်မကြီးမှာပြကျင်တာဟိုမှာအိမ်ခေါင်မိုးအနီလေးရဲ့ဟိုဘက်ချမ်းလေးကမန်လေးလာရှုလက်မကြီးအဲ့တော့မန်လေးလာရှုလက်မကြီးကနေပြီးတော့မှဝင်လာလိုက်မယ်ဆိုရင်ရောက်နိုင်တဲ့ကောင်းကြီးမှရှိတယ်ပြီးတော့လာရှုလက်မနဲ့လည်းနေတယ်အနီနားမှာလည်းလူနေအကြီးပတ်ဝန်းကျင်နေပြေဝါရှိတဲ့နေရာမှာတည်ရှိနေတဲ့အိမ်ကလေးဖြစ်ပါတယ်ရှင်အဲ့တော့ မမွန်ရဲ့မိတ်ဆွေတွေဒီအင်္ဂလိပ်ကိုစိတ်ဝင်စားရင်ဒီအင်္ဂလိပ်ကိုကြည့်ကြည့်ခဲ့ဆိုလို့ရှင်ပါเนาะမမွန်တို့ရဲ့ limit ဖုန်းနံပါတ်39960669464လေးခုကိုဆက်သွယ်စုံစမ်းနိုင်ပါတယ် limit page မှာစုံစမ်းနိုင်လို့မမွန်ရဲ့ကောက်မှာလည်းစုံစမ်းနိုင်ပါရှင်ကြည့်စုပေးကြတဲ့အူတယောက်ချင်းစီအောင်ကျေးဇူးတူတင်ရှိပါတယ်